他家老人家说，他说有那路难。哎呀，是呀，我们这。ตึกไม่หมดนี่ปรับเงินเนาะเอาไหม Ừ. Cứ nào thôi này khó bậu Mà là chui à, xa lẹo mà không 来，这三个快买月的。嗯，好久了，是。ပြီးတော့ကျတို့အညာသားကြောကုန်းပေါ့နော်အဲ့ဒီအညာသားကြောကုန်းမုတ်လေးလုပ်ဖို့တော့ကိုအရင်ဦးဆုံးငပြွက်ရက်တွေကိုပေါင်းထားပြမှာဖြစ်ပါရဲ့ခင်ဗျာပေါင်းထားတဲ့ငပြွက်ရက်တွေကအညူအောင်လေးတန်းလာပြီဆိုရင်တော့ရပါပြီအဲ့ဒီငပြွက်ရက်လေးတွေကိုကျတို့ကပြီးရင်တော့ပြန်ပြီးတုတ်ပေးရမှာပေါ့နော်အခုလို့ချက်အောင်လို့ပြန်တုတ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ထမြက်တွေချိုးထားပါမယ်ခင်ဗျာဟိုးဘယ်လိုရွတ်ကမဲမဲ ဒါကတော့ Aster Sandy ဘွဲတော်ရော့ကိုဒါမုတ်လို့ဖို့အတွက်ထညက်ကြိုနေရဖြစ်ပါတယ်ထညက်ကြိုထားရလေရပြီဆိုရင်တော့ကောင်းချင်းမုတ်တွေကိုဖောက်ထည့်ပါမယ်ဒီမှာတော့ခွန်၈ဆိုတဲ့စိတ်ကိုသုံးထားပါတယ်ခင်ဗျာကျွန်တော်ကလူအများစားလောက်မှာဆိုတော့ကောင်းချင်းမုတ်၄ထုပ်လောက်သုံးထားပါတယ်ခင်ဗျာကောင်းချင်းမုတ်တွေဖောက်ထည့်ပြီးသွားပြီဆိုရင်တော့ခုနကကြိုထားတဲ့ထညက်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအောက်ပိုင်းလေးမှာသူကတဲတွေပါတဲ့အတွက်ကြောင့်အပေါ်ရံလေးကိုပဲစစ်ပြီးတော့ထည့်ပေးပိုးကောင်းတယ်ပေါ့နော်စကားလေးနဲ့ထည့်ရင်တော့ပိုးကောင်းပါတယ်ခင်ဗျာ ပြီးရင်တော့အခုလိုတူလေးနဲ့ပေါ့နော်အရင်ဆုံးໝွေပေးပါမယ်အခုလိုအနေငယ်လေးໝွေပြီးဆိုရင်တော့အုံနို့ထက်ထဲဦးမှာဖြစ်ပါရယ်ခင်ဗျာအုံနို့လေးထက်ထားတဲ့ခါကျတော့မုတ်ကလေးအားဖက်နံတင်းလေးနဲ့အုံနို့နယ်လေးနဲ့မှုမွေးချိုချိုဤလေးဖြစ်တာပေါ့နော်ပြီးရင်တော့ရေထည့်ပေးရမှာဖြစ်ပါတယ်ရေကိုတစ်ခါတည်းအများကြီးမထည့်ရဘူးပေါ့နော်ရေကိုနယ်လိုက်နည်းနည်းနည်းထည့်လိုက်နည်းနည်းထည့်လိုက်လောက်မှာဖြစ်ပါတယ်ခင်ဗျာနေနေနဲ့မှာရေကိုလိုအပ်တဲ့လောက်လေးထည့်လိုက်နယ်လိုက်လောက်မှာဖြစ်ပါတယ် အခုလိုရေနဲ့မုတ်နဲ့တသားနဲ့ကြလာပြီဆိုရင်တော့စီအနေငယ်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာစီထည့်ပြီဆိုရင်တော့မုတ်ကိုမုတ်သားဣပြီးတော့စီးပိုင်နေတဲ့အထိကိုနေပေးနေရမှာဖြစ်ပါတယ်ခင်ဗျာ အခုလိုမျိုးလေးမုတ်သားတွေကလည်းညက်ပြီးတော့စီးပိုင်လာပြီးထញ្ញက်တဲ့အရသာတွေလည်းနှံ့သွားပြီဆိုရင်တော့ရပါပြီစပြီးတော့ထုတ်ပါမယ်မုတ်ထုတ်တာလေးကအရင်လွယ်ကူပါရဲ့ခင်ဗျာခုနကတော့ပေါင်းထားတယ်ငပြောရွက်ထဲမှာမုတ်ကလေးတွေကိုအနေတော်လေးတွေထည့်ပြီးတော့အခုလိုလေးခောက်ပြလိုက်ရုံပါပဲနော်အဲ့လိုခောက်ပြပြီးသွားပြီဆိုရင်တော့ပေါင်းထဲမှာထည့်ပြီးတော့ပေါင်းပြရမှာဖြစ်ပါတယ်ခင်ဗျာဒီမုတ်ကလေးကိုကြတော့ကျွန်တော်နေဘက်မှာအညာသားချောကုန်းလို့ခေါ်တယ်ပေါ့နော်သူတို့စီမှာလည်းအခေါ်အဝေါ်တစ်မျိုးရှိပါတယ်အဲ့တော့အခုကြည့်ရှုနေသူတွေကလည်းဒီမုတ်ကလေးကဘလို့နာမည်လဲဆိုတာကိုရှိရဆိုလို့ရှိရင်ကိုမက်မှာရေးတော့ပြပါအောင်ခင်ဗျာမြေဒေသတွေမတူတဲ့အတွက်ကြောင့်အခေါ်အဝေါ်ကွဲပြားနိုင်ပါတယ်အဲ့ဒါက ကြောင့် comment မှာအဆင်ပြေဆိုလို့ရှိရင်ဒီမုန်းနဲ့မေးရဘာလေးလဲဆိုတာကိုရှင်းတော့ပြပါအောင်ခင်ဗျာကြာလေးပုံစံတူပြီးတော့မှာဖြစ်ပါလေဒါဆိုရင်ဟိုမှာလောက်စားလို့ရပြီ မုတ်တယ်လို့လို့ရဒီလိုမုတ်ချက်တဲ့သူရှိရဆိုရောင်းပြပါမယ်ဒါဘာမဟုတ်လည်းမသိဘူးဖူအစီဆက်ဖူအစီစပီထောဘာဟုတ်ချတော့ဟောနေကြโอเคจ้ะยาติเลยครับอธิบายมาเลยโอเคต่อเลยจิตตุมผิวจิตตุมผิวแหละจิตตุมผิวจิตตุมนิโอสุราไม่อยู่ดีเนี่ยท้องไปแล้วมา သမင်းနဲ့စားအရင်ကောင်းတယ်။ဒီစက်ဖို့ဖို့တော့မိုင်းဒီနေ့ဖို့နဲ့တော့တော့တော့အများကြီးဖြစ်နေပါပြီ။ဟွန်းဟွန်းရှိလာရခါအဘူမီတော့ချူမီတော့အဘူမီတော့တော့အဘူမီတော့အားလိုက်ခါပီပီလူမီပီတီမောတော့ကောပီပိုင်ပီပိုင်ใช่ครับ တော့ထောက်ထားတာဖြစ်ပါတယ်။ညာကြီးပဲနော်။ဒါတော့ကျူးနေပွဲတော်အတွက်ပြင်ဆင်နေတာပါ။မွေးနေမယ်အခုမလောက်ခင်ပါဘူး။မုတ်ကလည်းမွေးနေပြီ။ဟိုကလည်းမွေးနေပြီ။ဟိုလည်းမုတ်ကလည်းမွေးနေဖျက်ရရလည်းမွေးနေ။ဒီအလုံးလေးလေးကိုတီးပါအောင်နော်။ကိုယ်ကလည်းအားရလို့ဆောက်လို့ရပါတယ်။ခါလို့တပူလို့ခေါ်တယ်ဟုတ်တပူတပူခါ ตับปูลขอให้ข้าข้าโลตับปูอะไรหรือเขาจะเลยข้าวปูเลยข้าวปูกูลม่รู้ตัวแล้วข้าวทองข้าวปุกข้าวปุกเนี่ยอ๋อเออแต่ข้าวสารทำเมงเลยเนาะ ปุูชารว่าไม่ดีป่ะอะไรขอเราข้าวปูโลขอเราตัวข้าวปุกข้าวปุกเนี่ยข้าวโลข้าวทองหมดจ้หมดแล้วหมดแล้ว เออ หมดแล้ว ไม่ต้องทำต่อใช่ไหมต้องทำต่อ ဖို့ဘောဆာလာပဲဟောကဲတော့သွားပြီးတော့ပေါင်းမယ်တက်ကြည့်အောင်နော်ခုနကတော့ထုတ်ထားတဲ့မုတ်တွေကိုအခုလိုပေါင်းအိုးလေးနဲ့သွားပြီးတော့ပေါင်းပေးရမှာဖြစ်ပါရယ်ခင်ဗျာအောက်ကယူနီအိုခံထားပါတယ်အချင်းအတော်ကြာပေါင်းပြီးဆိုရင်တော့ကေမုတ်ဖတ်ထုတ်လေးရပါပြီခင်ဗျာကြည့်ပါအောင်နော်ဘလောက်တော့လှလဲမှုန်းနေတာပဲပြင်ပါတော့လေအုံးနုံနံလေးရဖက်နဲ့တင်းတင်းလေးရမှုန်းနေတာပဲခင်ဗျာကျေ 谢谢阿姨吧。ကိုယ်တိုင်ထုတ်ထားတဲ့မုတ်ကလေးဖြစ်ပါတယ်။ပူပူသေးတယ်။ဘယ်စားခေါ်ပါလဲ။ချက်ချူမွေးလေးပါ။ 지요우리마여고 Hello My name is Mipa Hello My name is Mido Bye bye Bye